အလုံးဝမင်္ဂလာပါဗျာခုတစ်ခါမှာတော့တထေးကြီးရဲ့မယင်ငယ်ဖြစ်ရင်ဘယ်တော့မှခလေးမယူပါနဲ့လို့ပြောပြလာတဲ့တတိယဘௌဒ္ဓဒရပွဲဗီဒီယိုပိုင်းကိုအားလုံးသိအောင်သင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုင်းချန်နယ်မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာအဲ့မှာကျွန်မတခါတယ်လက်ထက် เปเปมี้ยอငပြောသီးရောကျမလှုပ်ပြစ်ပြီးကျမတခါနဘန်းတက်လုံးမိလိုက်တာနဘန်းတက်လုံးလိုက်တာဆိုတော့ तू ကလည်းကျမနဘန်းတက်လုံးမယ်လို့မထင်တဲ့ခါကျတော့ तू ကအဲ့ဒီကျမတို့ဟိုစာတင်ခန်းရဲ့ဘေးကအမအုံးပင်နေလဲရှိတယ်ကွာအဲ့ဒီရဲ့မျက်ခင်းပေါ်မှာ तू ကဝင်အပလက်ကြီးလန်ကြတာပေါ့နော်ကျမလည်းခုံအုပ်လိုက်တာကိုပလက်ကြီးလန်ကြပြီးတော့ကျမအပေါ်ကနေကျမလည်းခေါင်းကလည်းဖင်းနေကိုလန်းလို့တိလာကျမလေး ဲ့လိုမတရားဘူးလို့ခံစားရင်ပေါ့နော်တငယ်ချင်းချင်းချင်းကို မတရားဘူးလို့ခံစားရင် ျမဘာမှမမြင်ဘူးငယ်တော့ဆိုကျမဒေါသအရင်ကြီးပါတယ်ကျမနှစ်ပတ်တစ်လုံးတစ်ခါကျတော့လေဘေးကတငယ်ချင်းညာနေပြီးတော့ကြောက်ကြီးကဆရာကြီးဥလာဝင်းနဲ့ပိန်ပိန်လေးအရင်သဘောကောင်းနဲ့မျက်နှာလေးတောင်းနဲ့တော်တိုင်ကြောက်ဟေးအမဆရာကြီးကကျမတို့အခန်းကိုစာတင်ရတာဟုတ်ဆရာကြီးဟိုမားတဲ့မနှင်းစပန်းအောင်ကိုရနှစ်ပတ်တန်နေကြပြီဆရာကြီးလောလို့ပေါ့ကလေးတဲ့ယုံ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 အဲ့ဒီအဲ့ဒီမျက်ခင်းမှာကျမလည်းနှစ်ပတ်ကျမလည်းစပင်းလေးဆောက်ဆွဲတာပဲတိလားကျမမှီရမီရသူကလည်းကျမကိုစပင်းလေးဆောက်ဆွဲတယ်သူကပလက်ကြည့်လာပြီကျမစပင်းကိုအဆွဲရတယ်ကျမကသူ့လက်တွေကိုဆွဲပြီးကိုက်တယ် အာဖြစ်ချင်လိုက်ဖြစ်နေကြတာပေါ့နော်ကျမတို့ရဲ့အခြေအနေကအဲ့တော့အခုသူ့ရဲ့နာမည်ကိုကျမကမမတ်မိလို့မနေ့ကမပလန်စီဖုန်းဆက်ပြီးမေးရတယ်အန်ဒီပလေးရေငါတို့ငါတို့အိမ်မှာတော့ဟာတထုံမနေတော့ဟာအဲ့အမညီမကွယ်သူညီမကတော့ညီမလေးနဲ့တခန်းနဲ့မမိုက်နဲ့ကဟိုပါပေါ့မပလေးနဲ့တခန်းနဲ့မဟုတ်သူညီမကကျမောက်နဲ့အခန်းမတူဒါပေမဲ့သူတို့အမညီမဆိုတာရွယ်တူပဲအကြီးမကတော့ကျမနဲ့တခန်းနဲ့အဲ့နာမည်မေ့နေလို့ပေါ့အဲ့ငါနမ်းမိုဝမ်းလာလို့မှတ်တာနမ်းမိုဝမ်းမဟုတ်ဘူးလေတဲ့ အဲ့ရနမ်းမူဟွမ်းကကြာမြကြီးနားကတငယ်ချင်းအဲ့နဲ့ကျမသူ့နာမည်ကိုရပြီကျမမေ့တက်တော့လေအဲ့ဒီနာမည်ကိုကျမအဲ့ဒီနည်းနည်းလေးကွာရေးရေးလေးဖြစ်နေတော့ရွှေဝတ်မုံဇံနဲ့ငွေဟွန်းမုံဇံနဲ့อืมအဲ့မှာရံဖြစ်ပြီကျမရုံးငန်းရောက်သွားကြတာပေါ့နော်အဓိကဘာလို့ရံဖြစ်လဲဆရာကြီးကလည်းကျမတို့ငွေတော့ကလေဟိုပေါ့ဆရာလေးဆရာမလေးကဒုက္ကိုင်နေကွာတိလာအဲ့တော့လက်တန်းလောက်ရှိရလေဟိုချိန်လုံးတေးသေးလေးနဲ့ တငယ်ချင်းချင်းချင်းကိုအဲ့လိုမျိုးတခါတည်းဟိုကျမကလည်းကြိုက်ထလိုက်တာသူ့မှာအကွင်းရနဲ့စပင်းကြီးကလည်းသရေမလိုပဲတခါတည်းခေါက်မြက်ပေါ်ကအသိရွက်၆တရက်လည်းကျမတို့မှာပေပွားခေါင်းနေမှာလည်းစပင်းကလည်းဖွာရကျဲပေါ့ကွယ်ဖြစ်ကြရန်ဖြစ်ကြရန်ဖြစ်တယ်ဆိုမှတော့လေအနုနီးနဲ့တော့ရုပ်ရှင်တွေကလို့တော့ဖြတ်ဖြတ်အဲ့လိုလုံးလို့မရဘူးလीနော်အသိချတာပဲနော်ချတာပဲအဲ့တော့ကျမတို့နှစ်ယောက်လုံးရန်ဖြစ်နှစ်ယောက်လုံးမှာအပြစ်ရှိရဲ့အဲ့ဒီအတွက်ကြောင့်ဆိုနှစ်ယောက်လုံးကိုကျမတို့စကတ်လှန်ပြီးတော့ခြေတလုံးကိုသုံးချက်စီချခံရတာ ချလေကျမတော့ဘာပြောဟိုကလည်း तू ကအကြိုက်ခံရတော့ပို့ဆိုးတာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီကျမတငယ်ချင်းနဲ့ကျမရန်ဖြစ်တဲ့ကိစ္စမှာကျမဘာလေးပြောပြခြင်းလဲဆိုတော့တကယ်တော့လေဒီတငယ်ချင်းရဲ့အမေကလေရှမ်းမအန်တီကလေအဲရိုးရိုးအေးအေးလေးပေါ့နော်အဖေအကြောင်းတော့ကျမသိမသိဘူးကျမသူ့အဖေအကြောင်းတော့အမမှတ်မိဘူးပေါ့ကွယ်အဲ့ဒါမဲ့ကျမပြောပြခြင်းတာကဘာလဲဆိုတော့အဲ့ဒီမှာ ဒီတီစီမှာကျမဆရာမလုပ်တဲ့အချိန်မှာပေါ့နော်ကျမကပထမဆုံး KG ကင်တန်ကားရမ်းမှာဆရာမလုပ်ရတယ်ဆရာမလုပ်ပြီးတော့၄နှစ်လောက်မှထင်တယ်၄နှစ်မို့၄နှစ်၅နှစ်လောက်မှအဲ့မှာအဲအမျိုးသမီးတယောက်ကလေးတောင်းလာအပ်တယ်ကွယ်ကလေးတောင်းလာတော့သူကအဲဟိုပိန်ပိန်သွဲသွဲဖြူဖြူလေးပေါ့ကျမသူ့ကိုကြည့်နေဒီမျက်နှာဘမရင်းနှီးပါလေပေါ့အဲ့လေသူကလေကျမကိုကြည့်ရင်သလား ။နောက်တပတ်သူကဘာမှပြောသူပြောပဲသူကဟိုဟာပေါ့ဖောင်ဖြစ်ရတယ်ကွာ။သူကအခုမှចောင်းသူចောင်းသူအစ်တက်အတက်ဆိုဖောင်ဖြစ်ရတယ်ဖောင်ဖြစ်ရတဲ့ခါကျတော့အာသူကတက်ကသူကအရှိပိုင်းတက်ကသူလားအဝေးတင်တက်ကသူအဲ့ရဆရာမဆရာမယူနီဖောင်းနဲ့လာတာပါပဲ။အဲ့ဒါနဲ့သူကအဖေညမှာဘာဖြစ်လဲဆိုတော့ဟိုကျမတို့อืมကျမဆရာမလုပ်တော့ဆိုရင်လုံခဲ့တော့20ကျော်ကရန်ကုန်မြို့မှာနာမည်ကြီးတထည်တယောက်ရှိတယ်ကွာ။သူကလေอืมကားကြီးလည်းအများကြီးထောင်တယ်ကွာ။အသားဖြူဖြူခက်ပြပြအရက်ခက်ပုပုနဲ့နာမည်ကြီး နော်အဲ့ဒါဂျာတာဘရီနာမည်နဲ့စတယ်အဲ့တထင်းနာမည်ကဂျာတာဘရီနာမည်နဲ့ဂျာတာဘရီနာနဲ့စတဲ့နာမည်နဲ့အဲ့တော့အဖေနေရာမှာသူကအဲ့ဒါဖြည်လိုက်ကောဖြည်တော့ကျမစဉ်းစားတယ်ပေါ့နော်အာစဉ်းစားရဆိုတော့အဲ့ဒီအလားတူအဖြစ်စဉ်အတိုင်းအဲ့ဒီနာမည်ဖြည်ပြီးပြီးခဲ့တဲ့နှစ်နှစ်ကပဲကျမကလေးတယောက်ကိုလက်ခံမှုတဲ့အဲ့ဒီအမျိုးသမီးကလည်းဖခင်နေရာမှာအဲ့ဒီနာမည်ပဲဖြည်တယ်ကျမကလေသူ့ရဲ့ဟိုဖောင်ဖြည်တဲ့ဟာကိုကျမကြည့်ပြီးကျမညနေညင်သွားတာပေါ့နော်အဲ့ကျမသူ့ကိုကြည့်လိုက် အဖောင်ကိုကြိလိုက်နေပေါ့နော်အဲ့နဲ့ဟိုအားတဲ့ဟိုအားတဲ့တီချေရေးတဲ့ဟိုအားတဲ့ဟိုကျမသူ့ရဲ့အဲအမျိုးသမီးပါပဲတဲ့ဒါပေမဲ့ဟိုအခုကလေးထောက်ပံ့ကြီးတွေလည်းမရတဲ့ခါကြတော့ဗောနော်ကျမဒီကလေးနှက်ကောင်းနေဗောနော်ဒီဟုတ်တယ်မြောက်တကူမှာနေရလို့စပြောတာပါအဲ့မှာနေပြီးတော့တဲ့ကျမတက်ကတူဆရာမလုပ်နေပါတယ်တဲ့အဲ့ဒါသမီးကိုလည်းဂိူးဆိုင်ပေးဗောနော်သူကအာဆိုတော့ ျမဘာမှတော့မပြောလိုက်ပါဘူးအဲ့တော့ကျမသူ့နာမည်ကိုကြည့်တော့လေကျမအရင်ရင်းနေလို့ကျမသူ့မေးလိုက်တယ်အဲ့လိုမသိလို့မေးခြင်းနဲ့လို့အာညီမလေးလို့ဟိုဟွာတထုံမနေဘူးလားရင်ဆိုနေဘူးတယ်ဆိုစကားဆက်မိလိုက်ရောဆက်မိတဲ့ခါကျမအဲ့အမွားမြောက်တယ်အဲ့ညီမဖြစ်တယ်အဲ့ဒီမှာကျမဘာလို့ဒါကိုပြောလဲဆိုတော့ဗောနော်အဲ့ဆီယမ်မကလှုပ်တဲ့အချိန်မှာဒီတထေးကြီးရဲ့ အဲသူကတော့တထေးကတော်ဆိုပြီးတော့သူကယောဂီဝတ်စုံနေဝတ်ပြီးတော့ဟိုရွှေဆွေးကြိုးကြီးရွှေဆွေးကြိုးကိုထုတ်ဆွဲပြီးတော့သူ့ကလေးနှစ်ကောင်လည်းကျမတန်းနေမှာပဲတောင်းလာအပ်တဲ့ခါကျဒီနာမည်ကိုမှတ်မိလို့ဒီတထေးကြီးနာမည်ကိုမှတ်မိလို့ပေါ့နော်အဲ့တော့အဲ့ကလေးကိုစာတင်ပေးဖို့လဲသူကအဲ့ဒီတထေးကြီးနဲ့ကျမအဖေနဲ့လည်းခင်နေတဲ့ခါကျတော့အဲ့အမျိုးသမီးကနေပြီးတော့သူကကွာအမှန်တိုင်းပြောရင်သူက9ရောက်မြောက်မိမလားမသိဘူးသိလား9ရောက်မြောက်မိမလားမသိဘူးဒီအမွာလေးကညီမကလည်း9ရောက်လောက်ဖြစ်မှထင်တယ်နော်ကျမပြောပြချင်တာ အဲ့ဒါနဲ့အဲအဲ့မှာဒါကျမနော်ကျမဒီအမွာညီမနှစ်ယောက်ရဲ့အငယ်မကတိကျမဟိုပညာရေးတက္ကသိုလ်လေ့ကျင့်ထက်တောင်အထက်တန်းကျောင်းမှာဆရာမလုပ်နေတဲ့အချိန်မှာအမွာညီမအငယ်ဒီအဲ့တထေးကြီးရဲ့900ယောက်မြောက်မိန်းမဖြစ်နေပြီနော်အဲ့ဒါကိုအထိကပြောချင်တာသိလားကျမအံ့ဩတယ်နော်ဟိုဘုံမူသားသမီးတွေဖြစ်ပါလေရဲ့နဲ့ပေါ့နော်။ကိုလေတက်ကတော့ကတိကဆရာမတယောက်ဖြစ်ပါလေရဲ့နဲ့။ဘာဖြစ်လို့များသူတို့တွေပေါ့နော်။ တိုင်ပင်တွေလွဲသွားကြလဲပေါ့နော်ကျမတိတ်တော့မဆက်စုမိဘူးပေါ့နော်ဒါပေမဲ့ကျမအဲ့ဒီဟာလို့ကျမအရန်အော်တယ်ကျမအဲ့တနေ့ကုန်ကြောင်းလက်ခံတဲ့အချိန်မှာကျမဒီညီမကိုအမွန်ညီမငယ်မလို့မြင်မိတဲ့အချိန်မှာကျမအတွေးတွေအရန်ကိုအရန်ကိုလေတိလာဟိုမျိုးပေါ့နော်အတွေးတွေတော်တော်ရှုပ် complicated တွေဖြစ်ကုန်တယ်ကွာတိလာဘလို့ဖြစ်လို့လဲပေါ့နော်ခလေးလေးရလဲလေပုတ်ပွင့်လင်းပြောရရင်ဒီဒီတထေးကသူเนี่ยဘလို့ညားလဲတော့ကျမမမေးမိတော့မသိဘူးဒါပေမဲ့ကျောင်းကျောင်းလာအဲ့တော့ဒီသူ့ရဲ့တမီးလေးอ่ะ နွန်းနွန်းပပလေးတိလာအမေကလည်းနွန်းနွန်းပပလေးပဲနော်ခုနှစ်ယောက်မြောက်လောက်ရှိတဲ့တထေးကြီးတယောက်ရဲ့မိန်းမဖြစ်ပြီးတော့ဒါပေမဲ့သူကနောက်နောက်ပိုင်းကျမနဲ့အဲကျောင်းကိုသူ့တမီလာကြိုးရင်းနဲ့ခင်သွားတဲ့ခါမှာ "तू ဘာပြောပြလဲ"ဆိုတော့ "तू ကခလေးစေးတောင်းမှုတွေရုံးကနေတရားဆွဲထားရတယ်"တဲ့အဲ့လိုမျိုးတွေပေါ့နော်အစိုးကြီးတွေကတထေးကြီးရဲ့မင်းငယ်ခင်မဲ့ဆိုရင်ခလေးမမွေးကြပါနဲ့ပြောချင်တာအဲ့ဒါ အဲ့ဒါနဲ့ကျမတို့ရဲ့ဇလံအိမ်မိုင်ဟိုပါပေါ့မကြေပွဲတွေအလီလီနှွှဲကြတာပေါ့နော်ကျမကလည်းသူကြွေးကြေနဲ့လို့ကြွေးတဲ့မုတ်ကိုစားတယ်ကို့မှာရှိရဟာဆိုလဲငါ့မှာဒါလေးရှိရတယောက်တော့စားမယ်ညီတူမျှတူပဲအကုန်လုံးကဖဲဖြစ်ရမယ်ကွာတငယ်ချင်းဆိုလဲဖဲဖြစ်ရမယ်ဟို night tap scene ကွာအပေါ်စီးကနေအဲ့တော့အဖေကဘူကြီးသူ့အဖေကဘူမှုပေါ့ကွယ်အဲ့လိုကလေးတွေရဲ့စိတ်မာလေးတိလားငငယ်တွေကကျမတွေးခဲ့မှုတဲ့အဲကလေးတွေရဲ့စိတ်မာအဲ့လိုရှိတယ်တိလားငါ